တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တဲ့ရခိုင်ပြည်အတွင်းတောတောင်တွေကိုမိခိုလုတ်ကင်စားတောက်နေကြတဲ့ပြည်သူတွေအနေနဲ့မိုင်း NDA ကိုအထူးဂရုပြုဖို့လိုအပ်တယ်လို့ရခိုင်ပြည်သူတွေကပြောဆိုကြပါတယ်။ကျေးလက်နေရခိုင်ဒေသခံတွေနဲ့ရခိုင်ပြည်မှာနေထိုင်ကြတဲ့ဒေသခံပြည်သူအများစုဟာညီရှောင်းအင်းအိုင်တောတောင်တွေကိုမိခိုပြီးအသက်မွေးနေကြရတာပါ။ခုလိုမိုးရာသီကာလအတွင်းကြေးလက်နေပြည်သူအများစုနဲ့စစ်ပီးရှောင်ရီဟာ တောတောင်တွေကိုသွားပြီးမြေရှိုးတာတညီတိခုရအပါအဝင်မိုးရတီမှာပေါရောက်တဲ့ရာတီစာဟင်းတီဟင်းရွက်တွေကိုရှာဖွေစုခုပြီးအသက်ရှင်ရက်တည်နေကြရပါတယ်။ဒါပေမဲ့တောတောင်တွေကိုသွားရောက်ဟင်းခုနေသူတွေဟာမိုင်းနဲ့စစ်ကြံလက်နက်အန္တရာယ်တွေကိုတတိကြီးစွာထားနေကြရတယ်လို့စစ်ပီးရှောင်အကြီးကုညီလုတ်ကင်ဆောင်ရွက်ပေးနေတဲ့မလီလီကြီးကပြောပါရယ်ခုလိုမိုးရသည်ဆိုရင်တောတောင်တွေမှာ မြေသားမြေဆိုင်တွေလေမိုးရေတွေကြောင့်ပြိုကျမှုတွေရှိနေပြီးမိုင်းနဲ့စစ်ကြံပစ္စည်းတွေလေမြေထဲကနေပေါ်လာနိုင်တယ်လို့သိရပါတယ်ခုလိုပေါ်လာတဲ့ပုံမှန်မဟုတ်တဲ့အရာဝတ္ထုတွေကိုမြင်တွေ့ရင်ကင်တွေတာဒုတ်တွေနဲ့ထိုးကော်တာနဲ့ထုရိုက်တာတွေမပြုတ်လို့ဖို့လိုအပ်ပြီးတက်ဆိုင်ရာကြေးော်တာဝန်ရှိသူတွေကိုတတိပေးကြဖို့လိုအပ်တယ်လို့လေလူမှုကွန်ရီလှုပ်ဆောင်သူတွေကပြောဆိုကြပါတယ် ရခိုင်ပြည်မှာပြီးခဲ့တဲ့ဇန်နဝါရီလကနေမေလအထိ9လအတွင်းမိုင်းနဲ့စစ်ကြံလက်နက်တွေပောက်ကွဲမှုကြောင့်အရဲသား23ယောက်သေဆုံးပြီး63ယောက်ဒဏ်ရာရရှိခဲ့တယ်လို့နရီဇရာတည်င်းဌာနကကြောက်ယူထားတဲ့စစ်တမ်းအရာသိရပါတယ်။သေဆုံးဒဏ်ရာရသူအများစုဟာလေတောတောင်တွေကိုမိခိုနေကြတဲ့လက်လုတ်လက်စားဒေသခံတွေဖြစ်ကြပါရဲ့ရှင်။